စကိုင်းတိုင်းကလေးမြို့နယ်အခြေဆိုင်အာဏသိမ်းစစ်တပ်က2025အောက်တိုဘာလကုန်ပိုင်းကစပြီးတော့ကလေးနယ်တောင်ဘက်ရွာတွေနဲ့ချင်းပြည်နယ်မြောက်ပိုင်းကိုတပြိုင်တည်းစစ်ကြောင်းထိုးနေပြီးချင်းပြည်နယ်တီးတိမ်မှာလည်းလေကြောင်းကနေအင်အားဖြည့်နေကြောင်းချင်းတော်လိုင်းအင်အားစုတွေစီကနေစုံစမ်းသိရပါဗျ။တော်လိုင်းအဖွဲ့တွေအားကောင်းတဲ့ချင်းပြည်နယ်မှာစစ်တပ်ဟာနယ်မြေထောက်ဝကြောလက်လွတ်ထားခဲ့ရတာပါ။ဒါကြောင့်နယ်မြေတွေပြင်ရဖို့2025မေလလယ်မှာချင်းပြည်မြောက်ပိုင်းကိုစစ်ကြောင်းထိုးခဲ့ပြီးတော့ ချင်းတော်လည်းပူပေါင်းတက်တရဲ့ဂျားပြန်တိုက်ခိုက်မှုကြောင့်တလာခွဲကျော်တိုက်ပွဲအပြင်းထန်ဖြစ်ပြီးတဲ့အခါမှာစစ်တပ်ဟာကလေးမျိုးဘက်ကိုပြန်ဆုတ်ခွာသွားခဲ့ပါတယ်။အခုစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲနီးလာချိန်ချင်းပြည်နယ်မြောက်ပိုင်းကိုအင်အားလုံးရင်းနဲ့ထပ်ပြီးတော့တကြောပြန်စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။စကိုင်းတိုင်းကလေးဘက်ကနေတက်လာတဲ့စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိမှာဒေသခံအများစုဖြတ်တန်းသွားလာတဲ့ဆိုင်ကယ်လမ်းတွေကိုလုံခြုံရေးအခြေအနေအရပိတ်ထားမယ်လို့လည်းချင်းတော်လည်းအဖွဲ့တစ်ခုဖြစ်တဲ့စီးရင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ စစ်တပ်စစ်ကြောင်းဟာချင်းပြည်နယ်တီတိမ်မြို့နယ်တားငင်းရွာကနေတဆင့်ဦးတည်လာနိုင်ပေမဲ့ရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့တီတိမ်ဒါမှမဟုတ်တော်လင်းအဖွဲ့တွေထိန်းချုပ်တဲ့ဖလန်းမြို့ဘယ်ဘက်ကိုဦးတည်မလဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ချင်းတော်လင်းအဖွဲ့တွေကသုံးသပ်ပါတယ်အော်တိုဘားလ28ရက်နေ့ကစပြီးတော့ချင်းတောင်မော်ကိုစစ်တပ်ကအင်အားများပြားနဲ့တပ်ဖြန့်စစ်ကြောင်းထိုးလာပြီးလေကြောင်းကနေပါချင်းမြို့သားတပ်မတော် CNA ရဲ့ဌာနချုပ်ရှိရာ Victoria Camp ကိုလေကြောင်းကင်းထောက်ပြောင်းဝဲမှုတွေရှိကြောင်း ။ CNA ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နီကပြောပါရယ်။ချင်းပြည်တဲကိုစစ်တပ်ကတကြောပြန်ဘလို့စစ်ကြောင်းတွေထိုးလာပါတဲ့။မြေပြင်စစ်ကြောင်းအပြင်လေကြောင်းကနေပါဘလို့တိုက်ခိုက်နေတယ်လဲဆိုတာကိုစလိုင်းထန်နီပြောပြတာကအခုကလေးကနဲ့တက်လာပြီးတော့မှဒီဒီနိုင်ငံရေးကိုစပြီးတော့ဝင်နေတာပေါ့နော်။အဲ့ဒီမြေငါသူတို့ကလက်နဲ့ချီတည်နဲ့လက်နဲ့ငယ်တည်နဲ့အဲ့ဒီလိုနဲ့သူတို့ကိုအညာဖြစ်တာနဲ့လေနောက်ပြီးတော့တိတိမြုပ်ပုံမှာလဲအညာတွေထပ်ပြီးတော့ချနေတယ်ပေါ့နော် တိတိဖက်အင်အားထားဖြစ်မလားပြီးတော့ဖလမ်ဖက်ကိုသူတို့ကဖလမ်ကပြန်ပြီးတော့တိမ်ဖို့လုပ်မလားဆိုတဲ့ဟာဒီကတော့ကျွန်တော်တို့အာအတက်ပြောလို့မရသေးဘူးပေါ့နော်ပြီးတော့ချင်းပြင်းနယ်တောင်ပိုင်းဖက်မှာလည်းကမ်ပလက်ဒီပါတီအဲ့ဒီမှာလေချောင်းတက်ခိုင်းမှုတွေလုပ်နေတာဆိုတော့အဲ့ဒီလုံနဲ့သူတို့ကလည်းချင်းပြင်းနယ်နဲ့ဆက်အထီတော့သူတို့ကအကုန်ရောက်ချက်ပြီးလုပ်ပဲကျွန်တော်တို့သိရတယ်ပေါ့ချင်းပြင်းနယ်မှာမြို့နယ်၉ခုရှိတဲ့ထက်ကမြို့တော်ဟာခါ ထန်တလန်နဲ့တီးတိမ်မျိုးတွေကိုသာစစ်တပ်ကထိန်းချုပ်ထားနိုင်ပြီးဟာခါနဲ့တီးတိမ်တို့မှာရွေးကောက်ပွဲအပိုင်း၁လုံးမယ်လို့ကြေညာထားပါဗျ။စစ်တပ်ရဲ့အမှတ်269ချီလင်တရင်အခြေစိုက်ရာတီးတိမ်မျိုးပေါ်ကိုလည်းအော်တိုဝါလာ26ရက်နေ့ကစပြီးတော့လေကြောင်းကနေအင်အားရာနဲ့ခြိပြီးတော့ဖြစ်တင်းထားခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။ရွေးကောက်ပွဲလုံးမယ်မျိုးတို့ဟာခါမှာလည်းစစ်တပ်ကလေကြောင်းကနေအင်အားဖြစ်တင်းမှုတွေရှိနေကြောင်းချင်းဒေသကာကွယ်ရေးအဖွဲ့ CDF ဟာခါကဆိုပါဗျ။ချင်းပြည်နယ်မင်းတပ် ကံပလက်မတူပြီးတွန်းဆန်မြို့နယ်တွေမှာအော်တိုဘားလဒုတိယဘက်ကစပြီးတော့စာတင်ကြောင်းတွေပါဝင်အရက်သားပြစ်မှတ်ဒီပါမချန်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေခဲ့ပါတယ်အဲ့ဒီတော့မရှိဘူးကွာဒီတော့ကောင်းရတော့အဲဒီလိုချောချောလေးကတော့အဲ့တော့လည်းရေးနေတာအဲ့ဒါဖြစ်လာတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့အဲ့ဒီတော့လည်းတော့ပုံမှန်ကတော့ပထမဆုံးပြရတယ်ပထမဆုံးနေတော့ကျွန်တော်တို့ကျွန်တော်တို့ဒီရှိတဲ့ပေါ်တော့ hatırlıyor. Bir kapı atıyor. Evet, reaksiyon atıyor. Ne oluyor? Tamam, bir maçı. Hani ne çalıyor? Anlıyor yani. Ne oldu ki açar yine? Bir de millerle. Aa, şu son anı kadar bir an Yani, aa, Ela yarın yine problemler ilgisi böyle erimlerine de gittim. Tüm seçimde de böyle bir var bir an idare edilmesine de var. ချင်းပြည်နယ်ကိုဝင်ပေါက်ဖြစ်တဲ့စကိုင်းတိုင်းကလေးမြို့ပေါ်မှာလည်းစစ်တပ်စစ်ကြောင်းထိုးလာတာကြောင့်တော်လိုင်းတက်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်တပ်ကတိုက်ပွဲဖြစ်ပြီးတဲ့နောက်ကျွန်းချောင်းရွာထောက်ကျန်ရွာတွေကိုမိရှုခဲ့ကြောင်းဒေသခံတွေစီကနေသိရပါတယ်။စပိုင်းရီတိုင်းချင်းမှာစစ်တပ်စစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံတွေအခက်အခဲမျိုးစုံကြုံနေရပြီးတော့ကလေးနယ်တောင်ပိုင်းကရွာ73ရွာထက်မနည်းကဒေသခံ9000ခန့်ဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့လည်းသိရပါတယ်ခင်ဗျာ။